ုတ္တဓမ္မဒီပလိုမာ level 2ခန္ဓာတုတ်အနှစ်ချုပ်အန္တရာယ်ကာကွယ်ခြင်းခန္ဓာတုတ်တရားတော်တွင်ပါဝင်သောမျိုးသုံးမျိုးမှာဒိဋ္ဌဝိတမြေလိုက်သည်နှင့် စိတ်တက်သည်မွေဓတ္ထဝိတကိုက်လိုက်သည့်အခါမှ စိတ်တက်သည်မွေဖုတ်ထဝိတဝေကိုနှင့်ထိလိုက်သည်နှင့်စိတ်တက်သည်မွေဟု၍ဖြစ်ပါလေ ဥပမာအနေနဲ့ရှင်သာရိပုတ္တရာဤညီတော်အရှင်ဥပသေနအကြောင်းကိုပါမောက္ခချုပ်ဆရာတော်ဘုရားကြီးကတုတ္တဓမ္မဒီပလိုမာ level 2ခဏတုတ်အနှစ်ချုပ်တရားတော်မှာဟောကြားထားပါတယ်ရှင်သာရိပုတ္တရာရဲ့ညီတော်ရှင်ဥပသေနဆိုတာရှိပါတယ်ရှင်ဥပသေနကတောင်ဆောင်းလိုင်ကူတစ်ခုထဲမှာထိုင်ပြီးတော့သင်္ကန်းချုပ်နေပါတယ် အဲ့ဒီလိုချုပ်နေတဲ့အချိန်မှာလှိုင်းကူမျက်နှာချက်ကမွေကလေးနှစ်ကောင်က တကောင်နဲ့တကောင်စော့ကစားနေရကမွေလေးတကောင်က ရှင်ဥပသေနာရဲ့ပခုံးပေါ်ပြုတ်ကျလိုက်ပါတယ်ပြုတ်ကျလိုက်တာနဲ့တပြိုင်နက်တကိုယ်လုံးအစိတ်တက်သွားပါတယ်အဲ့ဒီအရှင်ဥပသေနာဟာယဟန္တာကြီးပါပဲမွေကကြိုက်တာမဟုတ်ပါဘူးပခုံးပေါ်ဖြတ်ခနဲကျလာပြီးအသားနဲ့မွေရဲ့ခန္ဓာကိုယ်နဲ့ထိလိုက်တာနဲ့ စိတ်တွေတက်ပြီးပြိဋိဘံဆန်သွားရတယ်ဆိုတာမှတ်တမ်းရှိပါတယ်။ဒီမွေမျိုးကတော့မြမပြည်မှာမကြဘူးဘူးပေါ့။တစ်ချိန်လုံးကအိန္ဒိယနိုင်ငံမှာရှိခဲ့တယ်လို့ပြောကြောင်းဗမောက္ခကျုပ်ဆရာတော်ဘုရားကြီးကဟောကြားထားပါတယ်။ဒါကြောင့်ယဟန်တော်မြတ်မွေသားမစားရဟုပြညတ်ထားရခြင်းဖြစ်ပါတယ်။မွေအန္တရာယ်မှကင်းဝေးစေရန်ဖြစ်ပါတယ်။ ွေသားစားထားလေမွေသား၏အနံ့ကို မွေများကသိနေတဲ့အတွက်ထိုပုပ်ကိုကိုအန္တရာယ်ပြုနိုင်ပါတယ်။မြည်သည့်တရားဖြစ်စေ သူတို့ကိုအန္တရာယ်ပြုသည့်ပုပ်ကိုကိုရန်သူဟုသတ်မှတ်ပြီးတော့ဒုက္ခပြန်ပေးတတ်ပါတယ်။ထို့ကြောင့်ဖျားရှင်ကယဟန်တော်များမွေသားမစားရဟုပြည့်ညတ်ထားရခြင်းဖြစ်ပါတယ်။